အခုဆိုရင် Mobile Legends Season 37ပြန်လည်စတင်လာခြင်းနဲ့အတူအရင် season ကမတာမှာပျောက်ခဲ့တဲ့ hero တချို့ကို Monto ဘက်ကနေအခု upgrade ဘက်မှာအနည်းငယ်ပြောင်းလဲပတ်ပေးလာတာကိုမြင်တွေ့လာမှာပဲဖြစ်တယ်။အဲ့တော့ Monto ဘက်ကနေ Blue Hero မျိုးကိုပတ်ပေးထားလဲဆိုတော့တူတူကြည့်လိုက်အောင်။ပထမဆုံးက Sport Hero Rafaela There's nowhere for the evil to hide. ရာဖယ်လာအနေနဲ့သူနဲ့နေတူဟီလင်းဟီးရိုးတွေဖြစ်တဲ့အန်ဂျယ်လာနဲ့အက်စတာတို့လိုမဟုတ်ပဲရန်နေမှာတော်တော်လေးကိုပြရင်နေသလိုကိုင်တဲ့သူကလည်းရှားတာကြောင့်မွန်တွန်းအနေနဲ့ဒီစီဇန်အပရိတ်ပတ်မှာဆိုရင်ရာဖယ်လာအတွက် new pass တစ်ခုကိုထပ်တိုးပေးလိုက်ပြီးကိုအသင်းဘက်ကတင်းမိတ်တွေတွေသွားတဲ့အခါမှာ imported ထည့်ထားသလိုမျိုးပြန်ရှင်းလောင်းလုပ်ပေးလို့ရတဲ့ pass ထည့်ထားပေးတာဒီဟီးရိုးရန်နေမှာပြင်ပြင်တွေ့ရမှာတော့အမှန်ပဲ Hero resurrected

အမော်လိုမကြက်ကြံငယ်လာဟီးရိုးကိုလည်းသူ့ရဲ့ပတ်စစ် attack speed 60%နဲ့80%ဒီတိုးပေးထားပြီးသူ့ရဲ့ပတ်စစ် attack နဲ့ခြားတိုင်းမှာလည်း skill cooldown အလုံး0.2 second ထိကိုလျှော်ပေးထားမှာဖြစ်ပါတယ်။နောက်ဟီးရိုးတကောင်တော့ easy ရာမ way or the highway ်အခုကြည့်နေတဲ့ NBA အင်ဒို NBA ဖိလစ်ပင်းအစရှိတဲ့နိုင်ငံတကာ NBA ပွဲစဉ်များ Wings ဘက်မှယူနီစိတ်ချစွာခံမှန်းကစားနိုင်ပါပြီစဝင်စားလို့အကောင့်ဖွင့်နေဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေနဲ့ဆင်ဆက်သွင်းလို့ရတယ်လို့ Telegram မှာ NLive Wings လို့ရှာပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆက်လိုက်ရအောင် ဂိုးလိမ်မှာ hero start up ပြီးရာဆော့တာတော်တော်လေးရှားသွားတယ်မစမတ်ကောင်ဖြစ်တဲ့ easy ကိုအခု upgrade မှာဆိုရင် monton ကသူ့ရဲ့ present attack အကွာဝင်ကို fight ကနေ4.8ဒီ short ရှာပေးရသလို percent နဲ့ပြစ်လိုက်လို့ enemy ကိုထိရင်လဲသူ့ရဲ့ movement speed ကိုတစ်စက္ကန့်ရာ25%ဒီ short ရှာပေးရတဲ့ effect ပါထည့်ပေးထားတယ်နောက်ပြီးသူ့ရဲ့ scale 1နဲ့ပြစ်လို့ထိသွားရင်လည်း movement speed 40%နဲ့အခုဆိုရင်50%တိကိုရရှိမှာဖြစ်ပြီး enemy hero ရဲ့ movement speed short ပေးထားတဲ့ဟာကိုတော့အရင်လိုရရှိမှာမဟုတ်တော့ဘူး ပြီးတော့သူ့ရဲ့ anime cool down ကို5442ကနေအခု upgrade မှာဆိုရင် ali 42ကနေ legend 30 second တွေကို short ချပေးတာဆိုတော့ asia hero အတွက်အရင်လိုဗရက်တစ်ခါတစ်ခါဆိုင်ဖို့အရင်စောင့်နေရမလို့တော့လို့ထင်တယ်။ now hero တကောင်ကတော့ bruno football and games two of my favorites ခုနောက်ပိုင်းတော်နမန့်တွေမှာဒီပရိုနိုဟီးရိုးခက်ဆက်စိတ်မြင်တွေ့လာတယ်လို့အခု upgrade ပတ်မှာဆိုရင်လည်းမွန်တိုးအနေနဲ့သူ့ရဲ့ passive ကိုတော်တော်လေးပြင်ဆင်ပေးထားပြီးအရင်က stat 10ခုစုတာကနေအခုဆိုရင်အများဆုံး stat 8ခုလည်းစုရတော့မှာဖြစ်ပါတယ်ပြီးတော့ stat ကနေ critical chart ကိုလည်း2%ကနေ2.5%တွေကိုတိုးပေးထားတယ်နောက်ပြီးဘရိုနိုကန်ရမှာအာလီမန်နာမလောက်တဲ့ပြဿနာအတွက်7500ကနေအခုအာလီ50ကနေ100ပြောင်းပေးထားတာအာလီလိန်းနေပိုင်းမှာအရင်လိုခဏခဏအိမ်ပြန်နေစရာမလိုတော့ဘူးလို့ထင်တယ် နောက်ဟီးရိုးတကောင်ကတော့ကတိတာ The Southern Seas are my domain ကရီးယားရဲ့ basic movement speed 240ကနေ255တိကိုတိုးပေးထားသလို scale 1တောင်းရင်ထွက်တဲ့ရေလိုင်းအမြန်ကိုလည်းတန်းအနေ80ကိုတိုးပေးထားပြီး စကေဝမန်နာစာ AD 130နဲ့ Ali 55လေကင်း83တက်ကုန်လုံးမှာဖြစ်ပါတယ်။ပြီးတော့စကေ2ရေပွက်ကြာကြရောလည်း1.1 second နဲ့0.8 second ထိကို short ချပေးရသလို Edimate ကလည်းအရင်အထက်3အောင် short ပေးထားပါတယ်။ဒီ video လေးကတော့ဒီလောက်ပါပဲ။နောက်လာမယ့် video တွေမှာ Behio ကိုနှက်လိုက်လဲဆိုတော့ပြပြပြောအောင်မလို့ page လေးကို like and follow လုပ်ခဲ့လို့မပေးကြပါနဲ့နော်။